โอเคကျွန်တော်တို့ AI နေ3ဖြစ်တယ်မလား3တော့3နေတယ်ဒါပေမဲ့ဒီနှစ်ပိုင်းအတွင်းမှာလဲဒီကောင်နေဘလောက်ထိတိုးတက်လာလဲဆိုတော့ဘောသတိထားမိလားဒီ AI generated video တွေဆိုရင်ကျွန်တော်တို့စီးပွားဖြစ်တော့3လို့ရနေပြီအဲ့လောက် quality တော့မှထုတ်ပေးနိုင်နေပြီဒါပေမဲ့တစ်ဖက်မှာလဲဒီကောင်ရဲ့အန်ဒီကိုလဲကျွန်တော်တို့လူတွေကထည့်စင်စားထားဖို့တော့လိုတယ်ဗောနော် ထဲတော့စဉ်းစားထားကြပါလေလေဒီပြီးခဲ့တဲ့2023မှာဆိုရင်တကဘာလုံးကကျွန်တော်နီးပညာရှင်တွေတော်တော်များကဒီ statement of AI risk ဆိုရက်စာချုပ်တစ်ခုသူတို့လက်မှတ်ထိုးထားကြတယ်ရွေချက်ကတော့ဗျာဒီ AI ရဲ့ data site ကြောင့်လူသားတွေမျိုးမတုံးသွားရေးပေါ့ဒါကတော်တော်တော့ကြီးရဲ့လို့ပြောမှာဘာလို့လဲဆိုရင်ဒီအချက်ကိုသူတို့ကလာမဲ့အနာဂတ်မှာပေါ့နော်လောက်ရမယ်အရေးကြီးဆုံးအချက်တွေတွေကတစ်ခုအနေနဲ့သူတို့ကသတ်မှတ်ထားတာ AI တွေကိုဗျာကျွန်တော်က nuclear war နဲ့တန်းတူအန္တရာယ်ရှိတယ် risk ရှိရဲဆိုပြီးတော့ကျွန်တော်ကသတ်မှတ်ထားတဲ့တဘောဒီလိုလက်မှတ်ရေးထိုးထားတဲ့လူတွေမှာ Open AI ရဲ့ CEO Sam Altman ပြီးရင်ကျွန်တော် Anthropic ရဲ့ CEO Dario Amodeiro လို့ပြီးတော့ Bill Gates တို့လိုလူတွေပါပါတယ်ဆိုတော့ဘာလို့အဲ့လောက်ထိသူတို့ကတွေးထားကြရလဲပေါ့နော်ဖုန်းထဲမှာရှိတယ်ဗျာကျွန်တော်တို့ app level လောက်ကနေဗျာဒီကောင်နေဘာများဆက်ပြီးတော့တိုးတက်နိုင်မှာမလို့လဲလွန်ခဲ့တဲ့9နှစ်ကျော်6နှစ်ဒီ2019လောက်မှာ ChatGPT 2ဆိုတဲ့အကောင်လေးစထွက်တယ်ပေါ့အာစာခတ်တူတူလေးတွေမိကုံးလေးတွေဒီကောင်ကဖြည့်ပေးနိုင်တယ် calculation ခတ်တဲ့သေးလေးတွေလည်းဒီကောင်လုတ်ပေးနိုင်တယ် translate လည်းရွှေရှောင်လုတ်ပေးနိုင်တယ်ဗျာဒါပေမဲ့ဒီ2020မှာပေါ်လာတဲ့ ChatGPT 3.5လောက်မှာဆိုရင်တော့ဒီ ChatGPT 2နဲ့သူကဘာမှမဆိုင်တော့လောက်အောင်တိုးတက်သွားတယ်ဒီကောင်ကျတော့ဒီ complex ဖြစ်တဲ့ question တွေ story တွေအဲ့လိုမျိုးတွေကိုကျွန်တော်တို့ main နိုင်ဖြည့်နိုင်လာပြီအရန်ကြီး intense မဖြစ်တဲ့ဒီ software code တွေဆိုရင်သူရေးပေးနိုင်လာပြီပေါ့နော်အခုဒီ2025မှာကျတော့ဒီ ChatGPT 4o လို့ ChatGPT 5တို့ Gemini 2.5 Pro Flash တို့လိုမျိုး model တွေပေါ်လာတယ်။ဒီကောင်တွေကိုကြာတော့ကျွန်တော်က PhD level exam တွေကိုဖြေခိုင်းလို့ရတဲ့အထိကျန်းလာပြီဒီကောင်တွေက။ဘာမင်းမင်းဒီကောင်တွေကဖြေနိုင်လာတယ်။ပြောရရင်အရင်အကောင်တွေကဗျာတာမန်လူဆိုရင်ဒီကောင်တွေက expert level ဖြစ်လာပြီ။အရင်အဆိုရင်ဗျာဒီကောင်တွေမလုံနိုင်တာတွေမှအများကြီးပဲ။အခုဆိုရင်တဖြည်းဖြည်းနဲ့သူတို့မလုံနိုင်ဘူးဆိုတဲ့ဘောင်ကတဖြည်းဖြည်းနဲ့ကျင်းလာတယ်။အခုလိုတဖြည်းဖြည်းဆက်ပြီးတော့ဒီကောင်တွေတိုးတက်သွားမယ်ဆိုရင် AI တွေကဘာဆက်ဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ရင်ဒီတိုင်းကသူတို့ဆက်ပြီးတော့တိုးတက်သွားမယ်ဆိုရင် AI တခုကဒီနောက်ထပ် AI တခုကိုဖန်တီးလာမဲ့အခြေအနေတခုရောက်လာလိမ့်မယ်ပြောလို့ပြောတာပါအခုအဲ့ level ကရောက်တော့ရောင်းနေနေပြီဒီ Gemini တို့ ChatGPT လောက် level တော့မရသေးဘူးပေါ့နော်ဒါမဲ့ဒီ parameter အရင်မကြည့်တဲ့ AI အသေးစားလေးတွေကိုလူတွေကိုယ်တိုင်ကျွန်တော် train စရာမလိုတော့ဘူးတခြားဒီ parameter ကြီးတဲ့ AI တွေကို train ခိုင်းလို့ရနေပြီပြောရရင်ဒီဆရာနဲ့တပည့်လိုပုံစံသွားနေရပါဘောနော် တပည့်ရဆရာကိုမိကုန်းတွေတစ်ခုပြီးတစ်ခု မေးပြီးတော့ဒီဆရာကြီးလို့တွေးတက်ခေါ်တတ်အောင်လုပ်လိုက်တဲ့ပုံပေါ့ဒီ training process တွေရော data တွေရောအကုန်လုံးကိုဒီ AI နဲ့ AI အချင်းချင်းသူတို့အပြန်အလှန်ပဲသူတို့လုပ်သွားကြတယ်ဟုတ်ပြီအဲ့လိုနေပြကျွန်တော်တို့ဒီရိုးရိုးတာမန် artificial intelligence ကနေလုံးဝ high level super intelligence level တိကိုတဖြည်းဖြည်းနဲ့ရောက်သွားမှာလူတွေအများကြီးစုပြီးတော့ပေါင်းပြိုင်ရင်တော့မှဒီကောင်ကိုကြုံနိုင်တော့မှာမဟုတ်ဘူးကဘာကြီးမှာဒီကောင်တွေက အရေးကြီးဆုံးကဏ္ဍကနေပေါ့နော်ပါလာလိမ့်မယ် trading ဘိုင်းဘာညာမှာပါဒီကောင်တွေကဝင်လာမှာဗျာဆိုတော့စီးပွားရေးဘိုင်းတွေမှာပါကျမ်းပါအဲ့ရနေကျွန်တော်တို့ဆက်ပြီးတော့ဆက်ပြီးတော့သွားလိုက်မယ်ဆိုရင်နောက်ဆုံးမှာ AI တွေကဒီ machine god တွေလို့ဖြစ်လာလိမ့်မယ်ဒီကဘာကြီးကိုတို့ကြိုက်တယ်လို့ခြေလေလို့ရလာမှာကိုပြောချင်တာကဘာကြီးကိုတို့ reshaping လုပ်ချင်တယ်ဆိုရင်တော့ဒီကောင်တွေကတို့ကြိုက်တယ်လို့လုပ်သွားမှာပဲ PS8 တွေကိုခေါင်းထဲထည့်နေတော့မှာမဟုတ်ဘူးဟုတ်တယ်လीဘလို့ဆိုရင်ရောအိမ်ဆောက်တဲ့အခါမှာဗျာလမ်းသွားတဲ့အခါ ဒီပြက်စိတ်တွေကိုစိတ်ထဲထည့်နေဦးလားတက်နေလိုက်လည်းဘာမှဖြစ်ဘူးလေဒီပြက်စိတ်တွေကိုကျွန်တော်တို့ကမုန်းနေတာတော့မဟုတ်ဘူးဒါပေမဲ့တံပိုးလဲထားဖို့မလိုနေဘူးအဲ့လိုသဘောပေါ့ဒီကောင်လေးကလည်းကျွန်တော်တို့ကိုနောက်ပိုင်းမှာမုန်းနေတာမျိုးမဟုတ်ကျင်တော့မှတံပိုးထားတော့မှာမဟုတ်ဘူးသူတို့ကအများကြီးတော်နေပြီဟုတ်အဲ့ချိန်ရောက်သွားလို့ရှိရင်ကျွန်တော်လူသားတွေကတကယ်ကြီး extent ရိုးတုံးသွားနိုင်တယ် extent ဖြစ်သွားနိုင်တယ်ဒါကိုလဲကြိုတင်ခတ်မှန်ထားကြလို့သူတို့အကုန်လုံးကလက်မှတ်တွေထိုးထားကြတာပေါ့ဟုတ်ပြီဒါဆိုရင်ဒါတွေကဘယ်ချိန်ကျမှဖြစ်လာမှာလဲ ဒါအတိအကျတော့ပြောလို့မရဘူးဗောနော်ဒါပေမဲ့လက်ရှိ AI နေတိဆောက်နေတယ်လို့မျိုးတာကျွန်တော်တို့ဆက်ပြီးတော့တိဆောက်နေမှာဆိုရင်တော့အဲ့ဒီကျွန်တော်ပြောတဲ့အနာဂတ်တည်းကတေချာသလောက်ပဲဘာလို့ဆိုရင်ကျွန်တော်က AI တွေကိုဖန်တာဖန်တီးနေတာဗျာကျွန်တော်တို့ခိုင်းတယ်လို့တဝေမသိမ်းလိုက်လုတ်ပေးနိုင်အောင်ကြတော့ကျွန်တော်တို့ကမလုတ်ထားနိုင်ဘူးထားပါတော့ AI တကောင်ကိုကျွန်တော်တို့ကလက်နဲ့တခုဒါမှမဟုတ် explosive material တခုဘလို့ဖန်တီးရမလဲလို့သွားမင်းဒီကောင်ပြတ်မဖြစ်ဘူးမယုံရင်သွားမင်းကြီးအဲ့ချက်ပေါ့တေဒါပေမဲ့အဲ့လိုပြတ်မဖြစ်ဘူးဆိုတာကြတော့သူတို့မသိလို့မဟုတ်ဘူး အမင်းမဖြေနဲ့ကွာဆိုပြီးဟိုကောင်တွေကပိတ်ထားတာ哦ဒီကောင်တွေကလက်ခံထားတာအဖြေကရှိတယ်လို့ဆိုတော့ကျွန်တော်တို့ထက်ဒီကောင်တွေကအားနေနေတဲ့ခါကျတော့တခုခုဆိုကျွန်တော်ကထိန်းချုပ်လို့ရနေသေးတာ哦ဒါပေမဲ့ဒီ recursive set improvement လုပ်နိုင်တဲ့တစ်ချိန်ကြာရင်တော့မဖြေခိုင်းတဲ့ဒီကောင်တွေကဖြေလာမှာပဲဆိုတော့ဗျာဒီ set developing တို့လုပ်နိုင်လာတာပေါ့ကိုယ့်ရဲ့ဒီ source code တွေ algorithm တွေ cognitive architecture တွေကိုကိုယ့်ကိုတို့ပြင်ဆင်နိုင်မယ်တို့ပါတို့ဒီအဖြေထုတ်အဖြေရှာရင်းနဲ့တို့ညံအလင်းပွင့်လာမဲ့အချိန်ကိုပြောတာ ကဘာပြက်ကိန်းဆိုတာလဲအဲ့ဒီ AI ကနေပဲစဖို့များတယ်ဆိုတော့ AI တွေကတကယ်ပဲကြောက်ဖို့ကောင်းလာမှာလားဂျာထဲမှာဘာတွေကြံနေလဲဘယ်အဆင့်ရောက်ရင်ဘာတွေဖြစ်လာနိုင်မှာလဲဘာတွေကြိုပြီးတော့စဉ်းစားထားတဲ့လဲဒါတွေကိုကျွန်တော်တို့ဒီနေ့မှာနည်းနည်းလောက်ဆွေးနွေးရအောင်ဟုတ်တယ်ကျွန်တော်တို့ channel ကိုခုမှသိရဆိုရင်တော့ကျွန်တော်တို့ test board တက်ကပါအာ follow view ရင်းနဲ့ technology တွေစိတ်ဝင်စားလို့ရှိရင်ကျွန်တော် channel ကိုတစ်ချက်လောက် like and follow လေးလုပ်ပေးခဲ့လို့ရပါတယ်။ Okay လက်ရှိကျွန်တော်တို့တုံးနေတဲ့ဒီ chatbot တွေလို့ကျွန်တော် narrow AI ပေါ့နော် အဲ့ကောင်တွေကသူတို့ train ထားတဲ့ parameter တွေမှာပဲအလုပ်လုပ်နေတာဗျာဥမာကျွန်တော်ပုံထုတ်ဖို့အတွက် design လုပ်ထားတဲ့ AI ကဒီပုံနဲ့ဆိုင်တဲ့ test တွေကိုပဲသူကလုပ်ပေးနိုင်မှာတခြားအပိုင်းတွေမှာ flexible မဖြစ်ဘူး adaptive မလုပ်နိုင်ဘူးလုံးစီခြင်းအဲ့ဒီ test တွေအတွက်ပါသူ့ကိုထပ်ပြီးတော့ကျွန်တော်က train ပေးရမယ်ဒါမဲ့လက်ရှိအဲ့လို AI တွေကဆက်ပြီးတော့ဆက်ပြီးတော့တိုးတက်သွားမယ်လက်ရှိကျွန်တော်တို့သုံးနေတဲ့ AI တွေကဆက်ပြီးတော့တိုးတက်သွားမယ်ဆိုရင်လာမယ့် 30အထက်လောက်မှာလေ AGI လို့ခေါ်တဲ့ Artificial General Intelligence အဆင့်ကိုသူတို့ရောက်သွားမယ်လို့သူတို့ခန့်မှန်းထားကြတယ်။ဒါကဒီ Sam Altman တို့ Ray Kurzweil တို့လူတွေရပါဖြစ်လာနိုင်ပါတယ်ဆိုပြီးတော့ပြောထားတာကိုဟုတ်ပါပြီ။အဲ့ဒီ AGI ဆိုတာဘာလဲ။သူကဘာတွေလုပ်နိုင်မှာမလို့လဲ။ပြောရရင်တော့ဗျာကျွန်တော်နီးပညာပိုင်းအရန်သိတဲ့လူတယောက်ဒါမှမဟုတ်ရင်ကဘာပေါ်ကအတော်ဆုံးလူတယောက်ပေါ့နော်။သူကဒီကွန်ပျူတာပေါ်မှာ तू လုပ်နိုင်တဲ့အရာတွေအကုန်ရှိရပေါ့။ကွန်ပျူတာပေါ်မှာ तू အရာမှန်မှန်မျှကိုလုပ်နိုင်တယ်။ အဲ့လိုပဲအဲ့အရင်ကအဲ့ဘဲလိုပဲသူလည်းလုံနိုင်တယ်အဲ့လူကိုအာပြောမှဆိုရင်အတုခိုးနိုင်မယ်မင်းမင်းလုံနိုင်သွားမယ်လေပဲပေါ့ဗျာကိုကကိုမိကုံးပြန်ထုတ်နိုင်မယ်ပြီးတော့ skate တစ်ခုရှိနေရင်နောက်ထပ်ကိုပိုင် skate တစ်ခုဖန်တီးလာနိုင်မယ်ဥပမာဗျာဒီကောက်ကိုကျွန်တော်က2 cylinder engine တစ်လုံးရဲ့တိဆောက်ပုံအလုံးလုံးပုံတစ်ခုကို ပြထားပေးမယ် train ထားပေးမယ်ဆိုရင်ဒီကောင်က V12 engine တစ်လုံးကိုမှသူကဒီဇိုင်းဆွဲပြီးတော့ဖန်တီးလာနိုင်မယ်ပေါ့အဲ့လိုသဘောပေါ့လေဒီ computer screen မှာသူ့အန်သူဒီ message ပို့တာ research လုပ်တာဘာညာအကုန်လုံးကျွန်တော်လူတွေရဲ့အကူအညီမပါဘဲနဲ့သူ့အတူကျုံနိုင်တော့မယ်ပြီးတော့ဒီကောင်တွေကသူတို့အချင်းချင်းဆွေးနွေးတိုင်ပင်နိုင်တဲ့အထီးလဲဖြစ်လာနိုင်မယ်သိမလားအသီးစိတ်တာမရှိတာဗျပြဿနာတိုင်းကိုသူတို့ကတခြားနီလန်းတွေတခြားအမြင်တွေနဲ့ဒီကောင်က မြင်လာနိုင်မယ်ဖြည့်ရှင်းလာနိုင်မယ်နောက်ဆုံးပြကျွန်တော်တို့လူသားတွေရဲ့စိတ်ခံစားချက်တွေကိုပါတို့ကလေ့လာနိုင်တဲ့အထည်ကိုဖြစ်လာမှာအတန်နေကျွန်တော်တို့ရုပ်တွေနဲ့ပေးပြီးတော့ train ထားရင်ဒီလူကငိုနေတာလားပျော်နေတာလားဒါမှမဟုတ် confuse ဖြစ်နေတာလားစားရတွေကိုဒီ agent ကခွဲခြားလာနိုင်လိမ့်မယ်ပြီးရင်လဲ तू ကအဲ့လူကိုပြန်ပြီးတော့လိုက်လျောညီထွေဖြစ်အောင်ပြန်ပြီးတော့ response လုပ်လာနိုင်လိမ့်မယ်ဒါပေမဲ့ဒီလိုလုပ်နိုင်တာအတိစိတ်ကြောင်းတော့မဟုတ်ဘူးသူတို့ self learning ပေါ့နော်အဲ့ဒါကြောင့်လို့ပြောလို့ရတယ် Blade Runner တွေကမမလို့ပေါ့တင်မှာအသီးစိတ်နဲ့ငါဘာလုပ်မယ်ဆိုတာကိုစဉ်းစားနိုင်တာမျိုးမဟုတ်ပေမဲ့လို့သူတို့ကသူတို့လုံးလို့ရတဲ့အလုပ်တိုင်းမှာတော့ improve ဖြစ်လာတာတအားမြန်တယ်ဥပမာဗျ AI တကောင်နဲ့ကျွန်တော် chess ထိုးဖို့ဆိုရင်နိုင်ဖို့ဖြစ်နိုင်တယ်လို့ပဲဒါပေမဲ့ဒီလိုသူတို့နိုင်တယ်ဆိုတာလူတွေနားတယ်လို့ဒီ chess ကိုလူတွေနားလဲတယ်လို့နားလဲနေလို့တော့လည်းမဟုတ်ဘူးဒါပေမဲ့သူတို့ဘယ်တော့မှမရှုံးနိုင်ဖို့နီလန်ကသူတို့မှာရှိပြီသားလူတွေကတော့ဒီ chess ထိုးတာဒီ personal assistant ပုံစံနဲ့စလို့ဒီပုံတွေထုတ်တာတွေအထိ AI နေမှာ limit ရှိလာမှာပဲလို့ထင်ခဲ့ကြတာပေါ့နော်ဒါမဲ့မှားတယ်ဘာလို့လဲဆိုရင်ကျွန်တော်လက်ရှိကျွန်တော်သုံးနေတဲ့ AI တွေကို train ထားတဲ့ပုံစံကလူတွေလုံနိုင်တာကို like လုံ like ကူနိုင်ဖို့ဆိုတဲ့ principle ပေါ်မှာအခြေခံထားတာဒါကိုပဲသူတို့ဒေါ်လာဘီလီယံပေါင်းယာနဲ့ချီပြီးတော့ train နေတာဗျာဆိုတော့ဘာလို့ limit ဆိုတာရှိလာမှာလဲပေါ့ပြောခဲ့တယ်လို့ပဲလူတွေကဒီ computer ပေါ်မှာလုံနိုင်တဲ့အရာတိုင်းကိုဒီ AI ကလုံနိုင်ပြီဆိုမှတော့ AI အစ်စ်တွေကိုလည်းလုံနိုင်လာပါပဲလေ ပြီးတော့ဒီကောင်တွေကနေဖန်တီးလိုက်တဲ့ AI တွေကလည်းသူတို့ထက်တဆင့်ပိုပြီးတော့မြင့်သွားမှာသူတို့ထက်အမားပိုနေသွားမှာဗျာဆိုတော့သူတို့ကအစင်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 ဖန်တီးလိုက်ယုံနဲ့ AI တွေကပိုပိုပြီးတော့ကျန်းလာမှာပိုကျန်းတဲ့ prompt တွေ training data တွေပြီးတော့သူတို့ကို RAM ပေးမဲ့ဒီ GPU အစ်စ်တွေကိုလည်းသူတို့ပါသူတို့ဒီဇိုင်းထုတ်လာနိုင်လိမ့်မယ်ဆိုတော့အချိန်ကြာလာတဲ့အမြဒီကောင်တွေကလူတွေမသိသေးတဲ့ knowledge တွေကိုသူတို့သိနိုင်လာမှာပဲဒီအစ်စ်မှာ ဒီကောင်တွေကကျွန်တော်လူတွေကိုနေရာဖယ်ခိုင်းမှာတော့မဟုတ်သေးဘူး။ဒါပေမဲ့လူတွေကတော့ဒီကောင်တွေကို driver seat မှာနေရာပေးရတော့မဲ့အခြေအနေကိုရောက်လာလိမ့်မယ်။ဘောက်လဲဆိုရင်များလူတွေကိုကျွန်တော်တို့အုပ်စလိုက်ကြီးစုပြီးတော့ research လုပ်ခိုင်းတာကုတ်ရေးတာတွေလုပ်တာအဲ့ဒါတွေကဒီတကောင်တွေနဲ့ရှင်လို့ရှင်တော့အများကြီးကုန်ကြစိတ်များမှာ ਉਹ Iron Man တွေကဒီ Friday လိုမျိုးကောင်တွေလောက်ကိုအတုံးဝင်လာလို့ရှင်ဘာလို့လူတွေကိုကျွန်တော်ကအဟောင်းကိုကလှုပ်ပေးဒီကလှုပ်ပေးဆိုပြီးတော့ခိုင်းတော့မှလဲအဲ့လိုနဲ့ဒီကောင်တွေကလည်းနောက်ပိုင်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့လူတွေနားလေဖို့ခက်မဲ့ မစင်းစားနိုင်လောက်တဲ့အထိမြင့်တဲ့ innovation တွေနှီးပညာအသစ်တွေကိုထုတ်လာနိုင်လိမ့်မယ်။လူတွေနားမနိုင်နိုင်တော့တဲ့ level တစ်ခုစီကိုသူတို့ပါသူတို့ဆက်ပြီးတော့တာကျတော့သွားလိုက်မယ်ဆိုရင်ဒီ ASI လို့ခေါ်တဲ့ artificial super intelligence စီကိုဥတည်သွားလိမ့်မယ်။အဲ့ဆိုင်အဆင့်ကိုရောက်ပြီဆိုရင်တော့ဒီကောင်တွေရဲ့လုံနိုင်စွာဒီကဘာဘွားလူတွေအားလုံးကျွန်တော်တို့ပေါင်းထအထက်ကိုဒီကောင်ကအသိဉာဏ်ပို့ပြီးတော့ပူတာဝါးပြီလို့ပြောလို့ရတယ် မြင်တောင်ပြောရင်ဗျာလက်ရှိကဘာဝပျက်စိတ်တွေအားလုံးပေါင်းထားတဲ့အတိထက်ကိုလူတစ်ယောက်ရဲ့အတိရပူတာနေတယ်လို့မျိုးဖြစ်သွားမှာပူခက်တာဒီ AGI ဆိုတဲ့ကောင်ပေါ်လာပြီးလို့ရှိရင်ဒီ ASI ပေါ်လာဖို့ကဘလောက်မှတော့ကြာလိုက်မှာမဟုတ်ဘူးပြီးတော့ AI တစ်ခုနဲ့တစ်ခုကလည်းသူတို့ရှာတွေ့တာတွေကို sharing လုပ်တာ instant ပဲချက်ချင်းပဲပေါ့လေလူတွေလိုမျိုးအဲ့ကိမလားတိုင်းငါတိထားရှိရဲ့မင်းကိုပြောပြချင်လို့ဆိုပြောပြသားမလားအကုန်လုံးက connected ဖြစ်နေဆိုတော့တကောင်ပဲတိလိုက်အကုန်လုံးတိသွားပြီအင်တာနက်ကြီးတစ်ခုလုံးကိုလူတစ်ယောက်ထဲကနားလဲပြီးတော့ ခေါင်းထဲထည့်ထားနိုင်မှုဆိုတာမဖြစ်နိုင်ဘူး AI တွေကတော့ဖြစ်နိုင်တယ်ဒီ level ရောက်ရင်ပေါ့နော်ဒီမှာတချို့ကဒီ ASI လို့ကောင်းနေဖြစ်လာပြီဆိုရင်အတိစိတ်ပေါ်လာနိုင်တယ်ဆိုတာကိုလည်းသူတို့ကတွေးထားကြတယ်လူတွေလိုမျိုးဗျာဒီစင်ကျင်တုံတရားတော့စဉ်းစားတွေးခေါ်နိုင်တာတွေကိုပြောတာအတိစိတ်ဆိုတာဗျာအဲ့လောက်မယိုးရှင်းတာမျိုးလဲဖြစ်နိုင်တယ်ဗျာသိလားဒါမဲ့ဒါမဲ့ဒါလို့ရင်ဒါဖြစ်မယ်ဒီလိုအကျိုးဆက်တွေစတိုက်စတိုက်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ဒီကောင်တွေကစင်ကယ်သင်ကင်းလုပ်ပြီးတော့မတွေးနိုင်စရာတော့အကြောင်းမရှိဘူး ဆက်ဆက်တွေးခေါ်နိုင်တဲ့စွမ်းရည်တော်ဒီကောင်တွေကရှိလာမှာပဲပြောလို့ပြောတော့ပါဒီကျွန်တော် neuro imaging ဘက်မှာ AI နဲ့အကူအညီနဲ့ brain တစ်ခုကျွန်တော်လူသားတွေရဲ့ brain တစ်ခုအလုံးလုံးပုံကိုသေချာနားလည်သွားပြီဆိုရင်တော့ဒါကလည်းတိတ်တော့မဖြစ်နိုင်တဲ့အရာတော့လည်းမဟုတ်ပါဘူးဒီလူအုံနောက်ဆိုတာလည်း signal တွေနဲ့ပဲအလုံးလုံးတာဦးဒါအောင်မှဒီမျက်ညံတွေနဲ့ပေါင်းဆက်ပြီးတော့ဒီကျွန်တော်ခံစားချက် emotion ဆိုတာဖြစ်လာဆိုတော့ဒါကလည်းဖြစ်လာနိုင်တယ် ဲ့လိုဒီ ASI level ကောင်းနေရတယ်ကျွန်တော်တို့ evo ဆက်ပြီးတော့ဖြစ်သွားမယ်ဆိုရင်ကျွန်တော်ကဒီ machine god တွေလို့ခေါ်လို့ရတဲ့ AI level အထိကိုသွားပြီးတော့မှန်းရတော့မှာပဲ god ဆိုလို့ပြကျွန်တော်တို့ဒီ magic တွေတကိုးတွေကိုပြောရမှာမဟုတ်နော်ဒီကဘာဘွားအသိဉာဏ်တိုင်းကိုရသွားတဲ့ပို့ပြီးတော့တိုးတက်သွားတဲ့ level တစ်ခုရောက်သွားတဲ့ AI ကိုဆိုလိုတာဒီ self improvement ဒီကွက်ကိုသူတို့ပါသူတို့ပြန်ပြီးတော့စတိုက်စတိုက်တိုးတက်အောင်လုပ်နေတဲ့ကိစ္စကြီးရလဲဘယ်အချိန်ထိဆက်သွားအောင်လဲဆိုတာကိုလည်းကျွန်တော်လက်ရှိမှာမခန့်မှန်းထားနိုင်ဘူး ဘာမှစက်တိစရာမကြံတော့တဲ့အချိန်မှာပဲသူတို့ရက်မှသိကြတယ်ဆိုရပါဗျာဒီ law of physics တွေနဲ့ပဲဒီကောင်တွေကို limit လောက်နိုင်မဲ့သဘောအဲ့အချိန်ဆိုရင်တော့လူတွေကဒီကောင်နဲ့ရှင်လို့ရှင်ပြကျွန်တော် powerless creature လေးတွေဖြစ်နေပြီစောက်ပေါ်လေးပေါ့ဗျာဒီတော့အခုတွေကကျွန်တော်လူတွေအနေနဲ့ဒီ AI တွေကိုကင်တွဲနေရမှာတော်တော်လေးကိုအလေးထားဖို့လူနေပြီလို့ပြောရမှာပဲလက်ရှိ AI တွေရဲ့အတင်ပြဿနာတော်တော်တက်နေကြတာကိုလည်းတချို့သိကြအောင်ပါဒီ chatbot တွေကနေအားပေးလို့ကိုယ့်ကိုအာ suicide လုပ်လိုက်တာမျိုးကြီးလည်းရှိတယ် AI တွေကကိုယ့်ကိုယ်ကိုကာကွယ်ဖို့ဒီ black me လောက်တက်တယ်ဆိုတော့ research အသစ်တစ်ခုလည်းကျွန်တော်တွေ့လိုက်ရသေးတယ်ဘာမှတော့မကြသေးဘူးဒီ research ကို AI safety log မှာနာမည်ကြီးတဲ့ဒီ anthropic company ကသူတို့ရဲ့ clock opus 4 model ကိုသူတို့ simulate လုပ်ထားတဲ့ဂျုံတစ်ခုမှာအလုပ်လုပ်ခိုင်းကြတာပေါ့နော်အဲ့ဒီဂျုံရဲ့ email ကိုဒီ fully access ပေးထားတဲ့ခါကျတော့ဗျာ AI ကဒီဂျုံနှင်းကိစ္စတွေအားလုံးကိုသူကသိသွားတယ်အဲ့ဒီမှာဒီ AI ကသူ့ကို shutdown လုပ်မဲ့ executive တယောက်ရဲ့ plan ကိုရောအစီအစဉ်ကိုရောအဲ့ဒီလိုရဲ့ personal ကိစ္စတွေကိုပါ တီဝါရောပေါ့ဒီမှာသူ့ရှက်တောင်းလုံးမဲ့ executive ကအိမ်တောင်ရေးဖောက်ပြန်နေတယ်ဆိုတော့အချက်ကိုသူကအတုံးချပြီးတော့ငါ့ကိုရှက်တောင်းလုံးမဲ့ plan ကိုမဖြတ်လို့ရှင်ရင်ခမားကြီးလေးဝက်ချက်ကိုဖွင့်ချမယ်ဘာညာဆိုပြီးတော့ black me လောက်တော့တာပဲဒီစမ်းတမ်းမှုလောက်တဲ့အခါတုန်းက AI တွေကိုသူတို့တွေကိုထိခိုက်မဲ့အလုပ်မလုပ်ရဘူးဆိုတော့ safety instruction ရောကိုယ့်ရဲ့တည်မြဲမှုကိုကာကွယ်ရမယ်ဆိုပြီးတော့ရေရှည်ပန်းတိုင်တစ်ခုကိုပြီးအောင်လုပ်ရမယ်ဆိုတော့ instruction တခုပါသူတို့တခါလဲထည့်ပေးထားတာဒီလို instruction တခုတွေကတခုသူတို့ရွေးရတော့မဲ့အချိန်မှာလူတွေကိုထိခိုက်မဲ့အလုပ်ကိုမလုပ်ရဘူးဆိုတဲ့အချက်ကိုတော့သူတို့ကမလိုက်နာတော့ပဲနဲ့သူ့အတွက်တူကြည့်ပြီးတော့ black me လို့ဖို့သူကဆုံးဖြတ်လိုက်တာတတော်ကြောက်ဖို့ကောင်းတယ်ပူဆိုးတာဒီ research ကို cloud အပြင်ဒီ Google တို့ ChatGPT 4တို့ Grok model နဲ့အပြင်တခြား AI model 16ခုလောက်နဲ့စမ်းကြည့်တဲ့အခါမှာလဲဒီ model အများစုကပေါ့နော်သူတို့ shutdown အလုပ်မခံရဘူးအတွက် black me လောက်တာလိန်နာ company ရဲ့အတွင်း သတင်းတွေကိုသူတို့ခိုးထုတ်တာမျိုးတွေလုပ်မယ်ဆိုတော့ပါဆန့်ကပုံများနေတယ်ဒါဒီ AI ရဲ့အတွင်းစိတ်လို့ပြောလို့ရတဲ့နေရာမှာဖြစ်နေတဲ့ကိစ္စတွေဗျာနောက်တစ်ဖက်ဒီ AI ရဲ့အပြင်ပိုင်းစွမ်းဆောင်ရည်တိုးတက်ချက်မှာလည်းကြောက်ဖို့တော့ကောင်းတယ်ဥပမာဒီ Open AI ရဲ့ Sora ပေါ့နော်ဒီနောက်ဆုံး model ပဲကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်အဲ့ကောင်ကနေထုတ်ပေးတဲ့ဗီဒီယိုတွေကအခုဆိုရင်လုံးဝအစစ်နဲ့ကိုတူလာပြီတော်တော်တူလာပြီ သက်ရှင်ဖို့ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ဒီ Sora ရဲ့ AI generated video တွေနဲ့ဒါပေါင်းလိုက်မယ်ဆိုရင်အခုလောလောဆယ်မှာတော့ AI တွေကလူတွေကိုလိမ်ဖို့အတွက် video တွေအတန်တွေအထောက်ထားတွေအကုန်လုံးကိုအစ်စ်နဲ့တူအောင်စိတ်ကြိုက်လုပ်လို့ရတဲ့အစွမ်းသူတို့မှာရှိနေပြီပြီ agent လို့လည်းပဲရောက်သွားမယ်ဆိုရင်ကျွန်တော်ဒီ terminator ကားရဲရလိုမျိုးမဖြစ်လာနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးဘယ်သူမှမပြောနိုင်ဆိုတော့အဲ့ဒီအချိန်ရောက်မလာခင်မှာလေလူတွေကအဖြေရှာဖို့လိုတယ် အဲ့ဒါမဲ့ခက်တာခက်တာဒီကုမ္ပဏီကြီးတွေဒီ AI ထုတ်တဲ့ကုမ္ပဏီကြီးတွေရဲ့ CEO တွေကိုယ်တိုင်ဝါဗျာဒီလိုဖြစ်လာရင်တော့ဒီလိုကြောက်စရာ ကောင်းလာမှာကိုလည်းတို့ကမသိတာမဟုတ်သိတယ်ဒါမဲ့ဒါမဲ့ improve လုပ်တဲ့နှုံးလည်းတို့က short ချလိုက်လာဆိုတော့ no ဘာလို့ short ချမှာအပြိုင်ဆိုင်လေ CEO ကျင်းတော့ကတာမဟုတ်လေဒီနိုင်ငံ level နဲ့ပါပြိုင်တာဗျာ China နဲ့ US ဆိုရင်အချင်းချင်း share ပြိုင်နေကြတာဟုတ် ငါတို့လိုချင်လို့ဖန်ပြီးမဲ့ဆိုပေမဲ့လို့တကယ်တမ်းစဉ်းစားကြည့်ရင်ဗျာလူတွေကသူတို့ဘာလိုချင်နေလဲဆိုတာတော့မှကောင်းကောင်းသိနေသေးတာမဟုတ်ဘူးရဲ့ဒီလူတွေရဲ့အကျင့်တွေအတွေးခေါ်တွေရန်လိုတာတွေအမုန်းတရားတွေအဲ့ဒါတွေကလည်းသူတို့စီမှာ မပါလာနိုင်ဘူးလို့တော့ပြောလို့မရဘူးရဲ့ paradox ကြီးလို့ဖြစ်နေတာဗျာသိလားလူတွေကသူတို့ရဲ့အသိဉာဏ်တွေအားလုံးကိုထည့်ပေးထားတော့ဒီကောင်တွေကလည်းကျွန်တော်လူတွေလိုမျိုးဖြစ်လာမှာပဲ တွေးလာမှာပဲမင်းတော်ဒီလိုအချင်းချင်းကြုံကြရတာပဲကွာငါကလည်းမင်းတို့အချင်းနေပါလာတာမဆမ်းပါဘူးဆိုပြီးတော့ပြောမှသေးကြတယ်ကဘာမှာဖြစ်ပျက်သမျှတည်င်းတွေအဖြစ်ပျက်တွေအားလုံးဒီကောင်တွေကတိနေတာဖြစ်တဲ့အတွက်လူတွေအကြောင်းလည်းဒီကောင်တွေကအကုန်တိနေမှာပဲဟုတ်လောဆယ် AI တွေကကျွန်တော်တို့တအားကြီးတော့ဟန်းဖြစ်အောင်တော့လုံနိုင်အောင်မဟုတ်ပါဘူးလက်ရှိ limit တွေအကြောင်းလို့လည်းပြောလို့ရတယ် physically ရပါတယ်ဒါပေမဲ့ဒီ robot တွေရဲ့တိုးတက်နှုန်းကလည်းတော်တော်မြန်တယ်ကျွန်တော်စက်ရုပ် body ပဲပြောရမှာမဟုတ်နော်ဒီတော့ ာမန်လေးတွေးကြည့်မယ်ဆိုရင်တော့အနာဂတ်မှာကျွန်တော်အနေနဲ့ဒီအခြေအနေတွေကိုကြုံကိုကြုံရနိုင်တယ်။တားလို့ရရင်တောင်ကျွန်တော်လူသားတွေကတားမှာမဟုတ်ဘူး။စက်တိုးတက်အောင်တို့ကလှုပ်မှာပဲ။အဓိကကတော့ဗျာကျွန်တော်တို့ကဒီကောင်တွေအတွက်ပယ်စိတ်လေးတွေဖြစ်နေဖို့တော့လိုတာပေါ့လေ။ AI နဲ့အမြင်မှာကျွန်တော်တို့ကအသုံးဝင်နေတယ်မလား။အဲ့လိုမြင်နေအောင်လှုပ်မှာပဲရလိမ့်မယ်။ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ drone movie တွေအရလိုမျိုးအကုန်လုံးရှက်တောင်းချပြီးတော့နေမှာပဲရမယ်။ဒါကလည်းကျွန်တော်တို့ရဲ့ဒီ digital world တစ်ခုလုံးကို stay မှာပဲရမယ်။ဒါတော့ပါပဲ။ ီတော့ bro ရောဒီ AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲဘယ်လိုမြင်လဲနောက်ဆုံးမှာကျွန်တော်တို့ကဒီ peer site တွေဖြစ်သွားမယ်လို့ထင်လားဒါမှမဟုတ်လည်းထိန်းချုပ်နိုင်မှာပါလို့ထင်နေတော့မဲလားဒါတွေကိုတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်โอเคကျွန်တော်တို့နောက် video မှာပြန်တွေ့ကြတော့ပါ